မနဲ့ပြန်နေရပါဦးမယ်လို့ဘယ်သူမှမပြောနိုင်ပါဘူးတဲ့။ဘာကြောင့်လဲဆိုတော့သီတရားအကြောင်းတရားတွေအများကြီးပိုင်ဆိုင်ထားတဲ့ဒီခန္ဓာကြီး။တနည်းအားဖြင့်မြတ်စွာဘုရားကတော့တင်စားပြီးတော့ပြောတာပေါ့ဗျာ။လက်နဲ့တွေအများကြီးပိုင်တဲ့သေမင်းနဲ့တို့နဲ့ဘယ်တော့ကြမှာတွေ့ရအောင်လို့ချိန်ထားတာမရှိဘူးတဲ့။မြတ်စွာဘုရားကအဲ့တော့ဦးဇင်းတို့နားလည်အောင်ပြောရအောင် သေးသေးရအကြောင်းတရားတွေအများကြီးကိုရင်ဝယ်ပိုက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်အချိန်မရွေးသိနိုင်တယ်ဟုတ်လားကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးဘယ်အကြောင်းပဲချွတ်တဲ့ချွတ်တဲ့သိနိုင်တာပဲဟုတ်ရဲ့လားသိကြတာကတော့ကံကတဖြည်းဖြည်းနဲ့တောက်ရည်ဦးတွေကရေအမြဲတမ်းတောက်နေတဲ့တောက်ရည်ဦးတွေကရေလို့တစ်ခွက်တောက်လိုက်ရင်တော့တစ်ခွက်စာနှဲသွားတာပဲတရက်နေပြီးရင်တော့တရက်စာနှဲသွားတာတော့အမှန်ပဲ ဒါဘယ်လိုမှမငင်းနိုင်ဘူးမနေ့ပြန်သေးတယ်မသေးဘူးဆိုတဲ့ကိစ္စအသာထားတည့်ရနေပြီးရင်တော့တည့်ရနေတယ်